ဖခင်ဖြစ်သူတထေးကြီးရောဆက်ရဲ့အိမ်တွင်းအကြံဖတ်မှုကို14နှစ်လောက်ထိခံခဲ့ရကြောင်းဖွင့်ချလာတဲ့ဂျူလီယာဆက်မိုကုတ်ကမီလီယနာတထေးကြီးဦးရောဆက်ကအိမ်တွင်းအကြံဖတ်သူတယောက်ဖြစ်ကြောင်းဖွင့်ချလာတဲ့သူကတော့သူ့ရဲ့သမီးအရင်ဖြစ်သူဂျူလီယာဆက်ပဲဖြစ်ပါတယ်။မိုကုတ်ကကြောက်တထေးကြီးဦးရောဆက်ဆိုရင်တခေတ်တခါကမြန်မာနိုင်ငံမှာမသိသူမရှိချမ်းသာကျွယ်ဝတဲ့တထေးကြီးတူဖြစ်ကထိတ်တန်းတထေးဆင်းနေမှလည်းပေါဝင်ခဲ့တဲ့သူပေါ့။ဦးရောဆက်ကလီဆူအမျိုးသားတူဖြစ်ပြီးရန်ကုန်ဗဟန်းမြို့နယ်နဲ့ဗရမ ्या မြေမိုကုတ်တခွင်မှာရှိတဲ့ရွှေလိပ်ပြာဟိုတယ်ရဲ့ပိုင်ရှင်လေးဖြစ်ပါတယ်။ င်ဥယောဆက်ကအိမ်တောင်28သူဖြစ်ကပထမအိမ်တောင်နဲ့သာသမီ9ယောက်ဒုတိယအိမ်တောင်နဲ့သာသမီ3ယောက်ထွန်းကားခဲ့ပါတယ်ဒီလိုအိမ်တောင်ရဲ့ရာဇဝင်တွေရှိခဲ့ပြီးအခုချိန်မှာလည်းဥယောဆက်ကအိမ်တွင်းအကြမ်းဖက်မှုတွေကျူးလွန်နေတာကြောင့်သမီးဖြစ်သူဂျူလီယာဆက်ကဥပဒေအရဖြေရှင်းနိုင်ဖို့ဖွင့်ထုတ်ပြောဆိုလာခဲ့တာပါဂျူလီယာဆက်က စက်တင်ဘာလ20ရက်နေ့ညကသူ့ရဲ့ Facebook အကောင့်ကနေဖခင်ရဲ့အကြမ်းဖက်မှုတွေအကြောင်းဖွင့်ချလာပြီးသူနဲ့မိခင်ဖြစ်သူကိုကယ်တင်ပေးဖို့အကူအညီတောင်းလာတာဖြစ်ပါတယ်ဥယောဆက်က2017ကနေ2025ခုနှစ်အထိ14နှစ်တန်တိုင် င်အကြမ်းဖက်လာခဲ့တာဖြစ်ကောင်းဇနီးကိုတာမကပဲဂျူလီယာဆက်အပါဝင်သားသမီး၃ယောက်လုံးကိုပါအကြမ်းဖက်လာတာဖြစ်ပါတယ်ဂျူလီယာဆက်အနေနဲ့ဖခင်ကမိခင်နဲ့သူမတို့ကိုအကြမ်းဖက်နေတာကိုငယ်စဉ်တည်းကစိတ်ထိခိုက်ခံစားခဲ့ရပြီးသူမပတ်စံရှာနိုင်တဲ့အရွယ်ရောက်ရင်တော့အမေနဲ့မောင်နှမတွေကိုဖခင်စီကနေခေါ်ထုတ်သွားဖို့စဉ်းစားထားခဲ့တာပါအခုချိန်မှာတော့ဂျူလီယာဆက်ကဖက်ရှင်လောကမှာကာလာပညာရှင်အယောက်ပညာရှင် image consultant တယောက်ဖြစ်နေပြီး find your color ရဲ့ပိုင်ရှင်အဖြစ်ရည်တည်နေနိုင်ပြီဖြစ်တာကြောင့်မိခင်နဲ့မောင်နှမတွေကိုဖခင်စီကနေခေါ်ထုတ်လာပြီ ဖခင်ရဲ့လောက်ရက်တွေကိုဗီဒီယိုသက်တည်နေတကွာဖွင့်ထုတ်လာတာဖြစ်ပါတယ်။ဂျူလီယာဆက်ကဖခင်ဖြစ်သူဥယောဆက်ကိုတီးမခံနိုင်တော့ကြောင်းတရားဥပဒေအရရေးယူဖို့ပါစီစဉ်ထားပြီးအကူအညီတောင်းခံလာတာပါ။ပရိသတ်တို့အနေနဲ့ရောဥယောဆက်ရဲ့အိမ်တွင်းအကြမ်းဖက်မှုတွေကိုတမီးဖြစ်သူကဖွင့်ထုတ်လာတဲ့အပေါ်ဘလို့ထင်မြင်မိပါသလဲရှင်။